တခါတော့တထေးကြီးတယောက်စီမှာမောင်မြဆိုတဲ့လူသမားတယောက်ရှိတယ်။တနေ့တော့တထေးကြီးကမောင်မြကိုခေါ်ပြီးရိုးသားဖို့ဆုံးပါတယ်။အဲ့ဒါကိုမောင်မြမကျေနပ်ဘဲတထေးကြီးကို စိတ်ထဲကနေကြုံသွားတယ်။ဒီတထေးငားလေတာ तू သိမလားပေါ့။မောင်မြဟာနောင်လေးရစာပြီးတထေးကလူသမားတွေကိုမနှက်စာပေးပုံနဲ့ထမင်းကျူရမှာ तू ကတမင်သက်သက်ပိုးစားပြတယ်။ဒီလိုနဲ့ပိုးပိုးစားလာလိုက်တာထမင်း၃လေးပကံတီစားလာနိုင်တော့မောင်မြဝမ်းသာတယ်။ တတိယမောင်များစားနေတာကိုဘေးကဖြတ်သွားရင်ဒီလိုပြောတယ်။ငါမကုံဘူး၊မင်းကုံပါတဲ့။ဒီနောက်မှာလည်းမောင်များဟာအလုံသမားတွေဝါဝထားတဲ့ကွန်းကိုတနေ့လုံးမပြတ်ဝါတယ်။တတိယတီးတယ်ဘာမှမပြောဘူး။မောင်များကတတိယပတ်စံပိုးကုန်ပဲနီလန်းတွေကိုစဉ်းစားတယ်။မနှက်စားတဲ့မုတ်တော့ပဲနေလည်စားနဲ့ညသာဟောပါတုံးလေးပကံစားဖြစ်တယ်။တတိယကိုဂျန်တဲ့လုံသမားတွေကတိုင်ကြပြီမဲ့တတိယတီးလို့ပြန်ပြောတယ်။ငါမကုံဘူး။ သူကုံမာလို့ပြောလိုက်တဲ့အခါကျန်တဲ့လူသမားကြီးလည်းနားမလည်နိုင်ဘူးဖြစ်နေကြတာပေါ့ဒါရင်အမရသေးတဲ့မောင်မြတ်ဟာဧည့်သည်တွေကိုတည်ထားတဲ့ဆေးလိပ်တွေကိုပါယူတော့တယ်တောက်တာမှာတနေလုံးချောင်းတဟိုးဆိုတဲ့ဒီကိုတောက်တာပါနောက်ဆုံးလူသမားကြီးတောက်တဲ့ရင်းနှွေးချောင်းဟိုးထဲမှာတော့လက်ဖက်ချောက်တူကိုတနေထက်တနေပိုပြီးတိုးတိုးခတ်တယ်ကျန်တဲ့လူသမားကြီးခမရမောင်မြတ်နဲ့အတူတူရင်းနှွေးချမ်းမတောက်နိုင်တာကြောင့်မောင်မြတ်အတွက်တအိုးသီးသန့်ခွဲထားရတဲ့အထိပဲ ဒါပေမဲ့တတိယမောင်မြောက်ကိုဒီလိုပဲပြောတယ်။မောင်မြောက်ငါမကုန်ဘူးမင်းကုန်ပါ။တတိယဒီလိုပြောတဲ့အခါမောင်မြောက်စိတ်ထဲကနေချိန်ပြီးရဲတယ်။တော်တော်ယူရဲ့တတိပဲ။ तू ကုန်းနေရတာမသိဘူးဆိုပြီးတော့ပေါ့။ဒီလိုနဲ့နေနေငယ်ကြားပြီးတဲ့အခါအလုတ်ထဲမှာချောင်းကိုကျန်တဲ့အလုတ်သမားတွေကိုပါပြက်စီအောင်လှုပ်လာတဲ့မောင်မြောက်ကိုတတိယအလုတ်ထုတ်ပြလိုက်တော့တယ်။အဲ့ဒီမှာမောင်မြောက်ပြဿနာစတတ်တော့တာပဲ။နံပါတ်1 ဒီလိုစိတ်ထားကောင်းတဲ့တတိယဒီမှာသူလုခဲ့တဲ့လိုရတရားသတင်းပြန်သွားတဲ့အတွက်မောင်မြကိုဘယ်သူမှအလုံးမခံကြတော့ဘူး။နဗနဲ့မနက်နေလေညသာရီစားတဲ့အခါမှာထမင်းသုံးလေးပကံမှမစားရရင်မောင်မြရဲ့ဘိုက်ဟာမတင်တိန်တော့ဘူး။အလုံးမရှိရတဲ့ထဲမှာဘိုက်ကဒီလိုမတင်တိန်နိုင်တဲ့အခါမောင်မြခင်ဗျာတနေ့လုံးဘိုက်စားနေရောတာပေါ့။နံပါတ်3ကိုနဲ့ဆေးလေးကလည်းအဆမပြတ်ဝါလာတောက်လာတဲ့အခါမဝါရရင်မနေနိုင်မတောက်ရရင်မနေနိုင်တဲ့အဆင်ကိုရောက်နေပြီ။ ။မောင်မြရဲ့ခရင်ရလဲဆေးလိပ်တွေကိုနေမစားရရင်တနေလုံးကိုခရင်ချင်နေတော့တာပေါ့။နံပါတ်၄စားတရားဆံမရှိရတဲ့တဲ့ရေပါတောက်လို့အဆင်မပြေတော့ဘူး။ဘာလို့လဲဆိုတော့အလုတ်ထဲမှာတော့ရင်နှွေးထန်းတောက်တဲ့အခါလက်ဖက်၆ကိုလက်တဆုပ်နှစ်ဆုပ်ထိခတ်ပြီးတောက်ခဲ့ရကြောင်းရင်နှွေးထန်းမှာလည်းလက်ဖက်၆လက်နှစ်ဆုပ်လောက်မှမခတ်ရရင်သူမတောက်တတ်တော့ဘူး။နံပါတ်၅အဆိုးသွားတော့ကွန်းဆေးလိပ်ထမင်းစားတာတွေကိုတနေတဘိုးနှစ်ချီစားလာတဲ့အခါ မောင်မြရဲ့ခန္ဓာကိုယ်ကလည်းယောဂါပေါင်းစုံဆွဲကပ်လာတယ်။ဒီအခါမှမောင်မြလည်းတထည်ပြောတယ်ငါမကုန်ဘူးမင်းကုန်တာဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုနားလည်လိုက်ပါတော့တယ်။ပုံမြင်လေးကတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းဒီပုံမြင်လေးကနေတန်ဖိုးရှိရတဲ့တစုံတစ်ခုကိုရရှိခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ရက်တွေမှာလည်းပုံမှန်ကောင်းမွန်တဲ့ဗီဒီယိုလေးတွေကိုဖန်တီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ DNL Live Channel ဆိုရဲ Facebook Page နဲ့ YouTube Channel လေးကို Like Follow နဲ့ Subscribe ပြုလုပ်ပေးသွားကြဖို့တောင်းဆိုပါရစေ။ ချစ်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါသည်ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းတို့ကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျကျွန်တော်တို့စီစဉ်တစ္ဆတ်သူတာညီဖြစ်ပါတယ်